ပထမဆုံးတင်ဆက်ပေးမှာကတော့ Saudi Arabia နိုင်ငံမှာ American ကိုယ်စားလှယ်တွေနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပြီးနောက်ရက်30ကြာ Russia နဲ့အပြစ်ခတ်ရစေဖို့အတွက်အသင့်ရှိတယ်ဆိုပြီး Ukraine အနေနဲ့ကြေညာသွားပါတယ်။အဲ့ဒီပူးတွဲကြေညာချက်အရ American ဘက်ကဆိုင်းငံ့ထားတဲ့ Ukraine အတွက် ထောက်လှမ်းရေးသတင်းမျှဝေပေးမှုနဲ့လုံခြုံရေးအကူအညီပေးအပ်မှုကိုချက်ချင်းပြန်ဆမယ်လို့ဖော်ပြထားပါတယ်။ American နိုင်ငံသားဝင်ကြီး Marco Rubio က ဒီကလန့်ချက်ကိုရုရှားစီတင်ပြသွားမှာဖြစ်တယ်လို့သူတို့ရွှေ့ရမဲ့အလှည့်ဖြစ်သွားပြီလို့လည်းမှတ်ချက်ပြုခဲ့ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကတော့အပြုသဘောဆောင်တဲ့အဆိုပြုချက်ကိုရုရှားရဲ့သဘောတူညီချက်ရအောင်စီးရုံနိုင်ရေးဟာအမေရိကန်နဲ့သာတတ်ဆိုင်သွားပြီလို့ပြောကြားခဲ့ပါတယ်မလ17ရက်နေ့အတွင်းဂျက်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲဟာထရမ့်နဲ့ဇယ်လန်စကီကြားအခြေတင်ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံကြားပထမဆုံးအကြိမ်တရားဝင် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ရုရှားဘက်ကအဆိုပြုချက်ကိုလက်ခံမယ်လို့မျှော်လင့်ထားတယ်လို့လည်းရူဘီယိုအနေနဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။မော်စကိုဘက်ကတုံ့ပြန်ချက်မပေးရသေးပေမဲ့လည်းဝါရှင်တန်ဘက်ကဆွေးနွေးပွဲရလဒ်ကိုအတိပေးလာတဲ့အခါကြေညာချက်ထုတ်ပြန်သွားမယ်လို့အတည်ပြုပါတယ်။ဒါ့အပြင်ထရမ့်ကပူတင်နဲ့အင်ဖြူရောမှာစကားပြောဖို့ရှိနေတယ်လို့ ဇယ်လန်စကီကိုလည်းဝါရှင်တန်စီပြန်ဖိတ်ခေါ်ဖို့တကားဖွင့်ထားကြောင်းပြောတော်ပါရီအဲ့နောက်ထရမ့်နဲ့ဇယ်လန်စကီဟာတင်းဇာတသဘောတူညီချက်ကိုဖြစ်နိုင်သမျှအမြန်ဆုံးအပြီးသက်ဖို့အတွက်ပါသဘောတူထားတယ်လို့အမေရိကန်ဘက်ကအတည်ပြုတော်ပါရီနောက်ထပ်သတင်းပုတ်အနေနဲ့အပြည်ပြည်ဆိုင်ရာဖမ်းရမ်းအရာဖိလစ်ပိုင်သမ္မတဟောင်းဒူတတေးကိုဖမ်းဆီးရမိခဲ့ပြီးနောက်မနီလန်မြို့ကနေ ICC အခြေစိုက်ရာနယ်သာလန်မြို့ The Hague စီ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။အသက်89နှစ်အရွယ်ဒူဒတ်ဒေးဟာ ICC တရားရုံးမှာပထမဆုံးအဖမ်းခံလိုက်ရတဲ့အာရှကောင်းဆောင်တဦးလည်းဖြစ်လာခဲ့ပါတယ်။၂019ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်နှုတ်ထွက်ကြောင်းကြေညာခဲ့ပေမဲ့လည်းအဲ့ဒီနှစ်အစောပိုင်းကအဖြစ်အပျက်တွေကိုတော့စီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး ရှင်းနေတွေအနေနဲ့ပြောထားပါတယ်။ အခုလိုမျိုးဒူတတေးကို တရားစွဲဆိုနိုင်ဖို့အတွက်2021ခေတ်ကစုံစမ်းစစ်ဆေးမှုတွေကိုစတင်လှုပ်ဆောင်ခဲ့တာပါလက်ရှိသမရမာကိုစ်ကတော့ဒူတတေးအဖမ်းခံရတဲ့တည်င်းကို နိုင်ပိုင်းကြာမှရင်အတီးပြုတ်သွားပါတယ်အဲဒီနောက်တရုတ်နိုင်ငံဟာဒူတတေးရဲ့ဖမ်းဆီးခံရမှုကိုနိုင်ငံရေးပုံဖော်မှုကနေရှောင်လွှဲဖို့အတွက်နိုင်ငံတကာရာဇဝတ်မှု တရားရုံးစီတိုက်တွန်းလိုက်ပါတယ်ဖိလစ်ပိုင်အစိုးရကိုရိုင်းဒူတတေးကိုဖမ်းဆီးပေးခဲ့တဲ့အလျောက် လက်ရှိအခြေအနေပေါ်အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောသွားပါတယ်ဒူတတေးဟာဒါဗာအိုမျိုးတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသလို2016ကနေ2020နှစ်အထိလဲသမရတာဝန်ကို ယူခဲ့ဘူးသူဖြစ်ပါတယ်ဒူတတေးလက်ထက်တုန်းကမူရစီဝါတိုက်ဖြတ်ရေးစီမံချက်တွေထဲမှာလက်လီရောင်းဝယ်သူတွေတုံးဆွဲသူတွေနဲ့အတူတန်တရားရှိသူပေါင်း3000ကျော်ကိုတရားရင်ဆိုင်ခွင့်မပေးဘဲတပ်ဖြတ်ခဲ့တယ်လို့စွပ်စွဲခံထားရတာဖြစ်ပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့ကနေဒါထုတ်တမနီနဲ့တတ်ထုတင်သွင်းမှုပေါ်အခွန်90ရာခိုင်နှုန်းထိနှက်ဆတိုးမြင့်မဲ့အမေရိကန်ရဲ့အစီအစဉ်ကို နိုင်ယူပိုင်းအတွင်းမှာရင်သမ္မတဒေါ်နယ်ထရမ့်ကရက်ဆိုင်းလိုက်တယ်လို့သိရပါတယ်မလ7နှစ်နေမှာကနေဒါနိုင်ငံကိုကောက်ခံဖို့ကြေညာထားတဲ့ရှီပီးသားအခွန်25ရာခိုင်နှုန်းကတော့စတင်အသက်ဝင်နေပြီဖြစ်ပါတယ်ထရမ့်ဘက်ကအခွန်တိုးမယ်ဆိုတဲ့ချိန်ချောက်မှုပြီးနိုင်ယူပိုင်းကြာမှာရင် သူ့ရဲ့အဲ့ဒီအစီအစဉ်ကို ပြန်လဲရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ကနေဒါပြည်နယ်ဖြစ်တဲ့ Ontario ကလည်း American ပြည်နယ်အချုပ်ကို ထောက်ပံ့ပေးထားတဲ့လျှက်စစ်ဓာတ်အားပေါ်25ရာခိုင်နှုန်းအခွင့်ပြန်ကောက်မယ်လို့သတိပေးခဲ့တဲ့လျှောက်အခုလိုမျိုးအခြေတင်ဖြစ်ပွားခဲ့တာပါ။အဲဒီနောက် Ontario ပြည်နယ်ဝန်ကြီးချုပ် Doug Ford က Michigan, Minnesota, New York စတဲ့မြောက်ပိုင်းပြည်နယ်တွေပေါ်လျှက်စစ်ခွန်ကောက်ရေးအစီအစဉ်ကိုဆိုင်းငံ့ပေးခဲ့ပါတယ်။ နောက်ပေမဲ့လည်း American ဘက်ကအချိန်မြင့်လာခဲ့မယ်ဆိုရင်လျှက်စစ်တအားကိုအပီးတိုင်ပိတ်ချလိုက်ဖို့တိုးဆုံနေမှာမဟုတ်ဘူးဆိုပြီးဖို့အနေနဲ့မှတ်ချက်ပေးပါရီဒါဟာမြောက်အမေရိကတိုက်ရဲ့အိနီးချင်းနိုင်ငံနှစ်ခုအကြားစီးပွားရေးထိခိုက်စေနိုင်တဲ့ကုန်သွယ်ရေးစစ်ပွဲအတွင်းနောက်ဆုံးအငင်းပွားမှုဖြစ်လာခဲ့ပါရီကနေဒါနိုင်ငံဟာစီးရေးအကာအကွယ်ရအောင် အမေရိကန်ပေါ်မှီခိုနေတယ်လို့ဝေဖန်ခဲ့တဲ့အပြင်50ခုမြောက်ပြည်နယ်ပါဖြစ်စေခြင်းတယ်လို့ ထရပ်နေတဲ့ထပ်ပြောသွားခဲ့ပါတယ်။တကယ်လို့ကနေဒါသာအမေရိကန်ပြည်နယ်အဖြစ်ပူးပေါင်းလာခဲ့မယ်ဆိုရင်အခွန်အားလုံးနဲ့အခြားအရာတွေပါအလုံးစုံဖယ်ရှားပေးမယ်လို့ဖြည့်ဆွတ်ပြောသွားပါတယ်။လွန်ခဲ့တဲ့တနင်္လာနေ့မှာအမေရိကန်နိုင်ငံဟာစီးပွားရေးကျဆင်းမှုစီးဥတည်နေသလားဆိုတဲ့မေးခွန်းကိုထရမ့်ဘက်ကအသွင်ကူးပြောင်းရေးကာလတစ်ခုမှာရောက်ရှိနေကြောင်းဖြေဆိုခဲ့ပြီးတဲ့နောက် stock zero အထိကျဆင်းလာခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ပါကစ္စတန်အနောက်တောင်ပိုင်းဘလူချီစတန်ပြည်နယ်ရဲ့ဘိုလန်တောင်ကျောင်းမှာမလ17ရက်နေ့တွင် ပြန်ပြီးဆွဲခံခဲ့ရတဲ့ဂျက်ဖာအမြန်ရထားပေါ်ကတစားကန်104ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ BLA ခွဲထွက်ရေးစစ်သွေးကြော်တွေကခီးတဲ့400လောက်လိုက်ပါလာတဲ့အမြန်ရထားကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ကယ်တင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီရထားဟာဘလူချီစတန်ပြည်နယ်ရဲ့ကူအက်တာမြို့တော်ကနေ ခိုင်ဘာပက်ရှတွန်ကွာပြည်နယ်ရဲ့ပက်ရှဝါမြို့ကိုဥတီမောင်းနေနေခဲ့တာ ဖြစ်ပါတယ်။ဘာလုရှလူမျိုးရေးတက်မတော် PLA ကယထာလန့်ကို ဖောက်ခွဲထားပြီးအမြင်ယထာတိုက်ခိုက်မှုမှာတာဝန်ရှိတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ DBLA စစ်သွေးကြအဖွဲ့ကခီးတဲ့ရီကိုတစားကန်အဖြစ်ဖမ်းဆီးကာနိုင်ငံရေးအကျဉ်းသားတွေတက်ကြွလှုပ်ရှားသူတွေနဲ့စစ်တပ်ကြောင့်ပြောင်းဆုံးနေသူတွေကို48နာရီအတွင်းပြန်လွတ်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရအတွင်း BLA အဖွဲ့ဘက်က16ဦးနဲ့ပါကစ္စတန်စစ်သားအယောက်20လောက်တိတ်ဆုံးခဲ့ရပြီးတစားကန်104ဦးကိုတော့ကဲထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီစစ်သွေးကြော်တွေကအဖွဲ့တွေခွဲရင်းတောင်ကြားတဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဒဏ်ရာရခီးတဲ့18ဦးကိုလည်းနီးစပ်ရာစေယုံတွေစီပို့ဆောင်ပေးခဲ့ရပါတယ်။ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးမိုးစင်နာဖ်ကတော့အဲ့ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့တဲ့အပြင် အပြစ်မဲ့ပြည်သူတွေတတ်ဖြတ်တဲ့တာရဲတရိစံတွေအပေါ်လိုက်လျောမှာမဟုတ်တဲ့အကြောင်းမှာပြောဆိုသွားခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့တရုတ်ပြည်မကြီးကဒလိုင်လာမနေရာဆက်ခံမဲ့သူကိုအဆုံးဖြတ်ပေးမယ်ဆိုတဲ့သဘောထားအပေါ်ညှင်းဆန်နေဆိုပြီးတိဘက်အစိုးရအဖွဲ့ဝင်တွေပြည်ပရောက်ပါလီမန်အမတ်တွေနေနဲ့မလ7နှစ်မှာပြောကြားသွားပါတယ်မြင့်မြတ်လာတဲ့ဒလိုင်လာမကိုတိုင်သာလျင်သူ့ရဲ့နောက်ဘဝကိုဘယ်မှာဝင်စားမယ် မွေးဖွားမယ်ဆိုတာကိုဆုံးဖြတ်နိုင်တဲ့တခုတည်းသောဝิญဉ်တော်ဖြစ်တယ်ဆိုပြီးတိဘက်အစိုးရရဲ့ပြောခွင့်ရပုံကိုအနေနဲ့မှတ်ချက်ပြုသွားပါတယ်ဒလိုင်လာမရဲ့စက္ကန့်သူကိုပေကျင်းကသာရွေးချယ်မယ်လို့အခိုင်အမာပြောဆိုနေပေမဲ့လည်းအဲ့ဒီတိုင်းသာဖြစ်လာခဲ့ပဲဆိုရင်လေးစားမှုရှိမှာမဟုတ်ကြောင်းဖော်ပြထားပါတယ်တိဘက်ဘာသာရေးခေါင်းဆောင်ဒလိုင်လာမကတော့ သူ့ရဲ့အနာဂတ်ဆက်ခံမဲ့သူကိုတရုတ်ပြင်ပလွတ်လပ်တဲ့ကမ္ဘာမှာမွေးဖွားဖို့ရှိတဲ့ကြောင်းသူ့ရဲ့စာအုပ်အသစ်ထဲမှာပထမဆုံးကြိမ်ဖော်ပြခဲ့ပါတယ်။ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်းတရုတ်နိုင်ငံသားယူဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ မော်နင်းကဒလိုင်လားမောင်ကိုဘာသာရေးဝေယုံအောင်ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့နိုင်ငံရေးပြည်ပြည်တဦးသားဖြစ်တယ်လို့တုံ့နှုံခဲ့ပါတယ်။ဆလေးစမြောက်ဒလိုင်လားမာတန်ဇင်ဂျက်ဆူဟာ မော်စီတုံးရဲ့ကွန်မြူနီအုပ်ချုပ်မှုပေါ်စန့်ကျင်တဲ့မအောင်မြင်တဲ့လူမှုအုံကြွမှုအပြီး1959ခုနှစ်မှာထောင်ပေါင်းများစွာသောတိဘက်လူမျိုးတွေနဲ့အတူအိန္ဒိယနိုင်ငံအထိထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ရဲ့ Tesla ကုမ္ပဏီကိုတရားမဝင်သပိတ်မှောက်တာဟာ လဝဲဆွေးရောက်တွေရဲ့လုပ်ရဖြစ်တယ်လို့ဒေါ်နယ်ထရမ့်ကဝေဖန်သွားပါတယ်။ငါးနှစ်တာတွင်တက်စလာရဲ့ရှယ်ယာဈေးတွေအစိုးဆုံးကျဆင်းခဲ့ပြီးနောက်ထရမ့်ကသူကိုယ်တိုင်လျှက်စစ်ကားတဲ့တစည်းကိုဝယ်ယူမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနောက်အမေရိကန်သမ္မတကတက်စလာကားအယောင်ပြကန်တွေပေါ်တိုက်ခိုက်မှုကိုပြည်တွင်းအကြမ်းဖက်မှုဖြစ်သတ်မှတ်ဖို့ရှိတဲ့အကြောင်းဖြည့်စွက်ပြောပါတယ်။ 1992ခုနှစ်တွင် American ရဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအပေါ်တပိတ်မှုတ်ပိုင်ခွင့်ကိုအခြေခံဥပဒေဆိုင်ရာ ပထမဖြည့်ဆွတ်ချက်ထဲမှာအကာအကွယ်ပေးထားတယ်လို့တရားရုံးချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့် Trump ရဲ့တပိတ်မှုတ်တာတရားမဝင်ဘူးဆိုတဲ့အသုံးအနှုန်းဟာမှားယွင်းနေတယ်ဆိုပြီးပြန်လည်ထောက်ပြခဲ့ကြပါတယ်။ Elon Musk ကိုထောက်ကန်ကြောင်းပြသတဲ့အနေနဲ့ Trump ကအင်ဖြူရိုကာအဝင်လမ်းမှာ Max ရဲ့တားဖြစ်သူနဲ့တူ မတ်တရရင်စကားပြောဆိုနေကြတာ တွေ့ရပါတယ်။အိမ်နောက်ထရမ့်ကသူကြိုက်တဲ့တစည်းရွေးဝင်နိုင်ဖို့အတွက်တက်စလာကားမျိုးစုံကိုစီတမ်းမီရပ်ပေးထားတာလည်းတွေ့ရပါတယ်။ဒါအပြင်အီလိုမက်စ်ဟာကျွတ်တူနိုင်ငံအတွက် ကူညီပေးဖို့စွန့်စားလှုပ်ဆောင်နေတာပါ။အင်မတန်ကောင်းမွန်တဲ့အလုပ်လုပ်နေတာဖြစ်တယ်လို့လည်းထရမ့်ရဲ့ကိုပိုင်ဆိုရှယ်မီဒီယာ Truth ပေါ်မှာရေးသားထားပါတယ်။ဆလတ်တင်ဆက်ပေးမယ့်အာကစားသတင်းတစ်ပုဒ်ကတော့ အာဂျင်တီးနားကနဝင် ကစားသမားကြီးမာရာဒိုနာရဲ့တေဆုံးမှုနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိဖို့အတွက်မိသားစုဝင်တွေအပါအဝင် မိတ်ဆွေတွေအနေနဲ့ဆန္ဒရှိနေတယ်လို့သိရပါတယ်။မာရာဒိုနာတေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာသွေးရောသားရောမဟုတ်ဘဲရည်ရွယ်ချက်ရှိရှိနဲ့ရိုးရှင်းတဲ့လူသက်မှုဖြစ်တယ်လို့သူ့မိသားစုက စေအဖွဲ့ကိုတရားရုံးမှာဆွဲချက်တင်ထားပါတယ်။၂၀၂၀ခုနှစ်ရဲ့နိုဝင်ဘာလမှာအသက်60ရွယ်မာရာဒိုနာဟာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မာရာဒိုနာကသွေးခဲမှုကိုခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက်အိမ်မှာနေရင်းပြန်တက်လာတဲ့ချိန်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွဆွဲချက်တွေကိုစေကုသပေးခဲ့တဲ့အဖွဲ့ကညှင်းဆိုထားပါတယ်။မာရာဒိုနာအတွက်ဆေးအဖွဲ့တွေမှာအဖွဲ့ဝင်9ဦးပါဝင်ပြီးတရားရစ်ဆိုင်နေရတာဖြစ်တယ်လို့ဇူလိုင်လမှာလဲ10ဦးမြောက်ပါဝင်လာဖို့ရှိနေပါတယ် အဲ့ဒီတရားဆွဲဆိုချက်အရာအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့မယ်ဆိုရင်ထောင်နဲ့၈နှစ်ကနေ25နှစ်အထိကိုကြာခံရနိုင်ပါ रे ဒါ့အပြင်မာရာဒိုနာရဲ့တိတ်ဆုံးမှုတွက်ဘွေနိုအေရစ်တရားရုံးအပြစ်ပတ်မှာပြည်သက်တွေကတောင်းဆိုမှုတွေကိုပြုလုပ်ခဲ့ကြတာတွေ့ရပါ रे နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Manchester United အသင်းကပြည်သက်တသိန်းထိစက်ဝင်မဲ့တာဝါတိုင်း၃တိုင်ပါဘောလုံးကွင်းသစ်ဒီဇိုင်းကြီးကို တရားဝင်ထုတ်ဖော်ပြသခဲ့တယ်လို့သိရပါတယ်။လက်ရှိ Ultrafo ကွင်းကြီးရဲ့အနောက်ဖက်ခြမ်းမှာဒီကွင်းသွင်းကြီးကိုတိဆောက်သွားမှာဖြစ်ပြီးပေါင်2ဘီလီယံလောက်ကုန်ကျနိုင်တယ်လို့အသင်းဘက်ကအတည်ပြုပါတယ်။ငါးနှစ်တွင် အပီးတိဆောက်မဲ့မန်ယူကွင်းသမားထီးပုံတံတန်းတာဝါတိုင်း၃တိုင်ပါဝင်ပြီးအသင်းလိုကိုရဲကခရင်ကအသွာ၃ချောင်းကိုရည်ညွှန်းထားခဲ့တာဖြစ်ပါတယ်။ခေပေါ်အသုံးဆောင်တွေပါဝင်လာမှာဖြစ်တယ်လို့ ကွင်းနဲ့ပြည့်သက်ကြားပုံမနီးကစီမဲ့ပွဲကြီးစဉ်ဒီဇိုင်းမျိုးရေးဆွဲထားတယ်လို့လည်းသိရပါတယ်။အထူးသဖြင့်အင်ကွင်း PR ပိုရလာစေဖို့အတွက်စုညံတဲ့ပြည့်သက်အတန်တွေပါ ဖန်တီးနိုင်မယ်ဆိုပြီးရေးသားထားပါတယ်။ဒါဟာပြည်တင်ရဲ့အကြီးဆုံးဘောလုံးကွင်းဖြစ်လာမယ့်အပြင်ကမ္ဘာအကောင်ဆုံးကွင်းတစ်ခုဖြစ်လာဖို့အတွက်ပါရည်ရွယ်ထားတယ်လို့အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူ Surgeon Redcliffe အနေနဲ့ပြောသွားပါတယ်။